ခန္ဓာကိုယ်ရဲ့ကကြောက်ကတ်တွေအဆုတ်တွေနဲ့အခြားအင်္ဂါအစိတ်ပိုင်းတွေဘလို့ပုံစံမျိုးလဲဘလို့အလုပ်လုပ်လဲဆိုတာကိုသိချင်စိတ်ဖြစ်ဘူးလား ။ကဘာပေါ်မှာခန္ဓာကိုယ်ထဲကအစိတ်အပိုင်းတွေကိုခန္ဓာကိုယ်ထဲထိဝင်ပြီးတော့လေ့လာလို့ရမယ့်နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာကတော့ Netherlands နိုင်ငံ Oscars မှာဖွင့်လှစ်ထားတဲ့ Corpus Museum လို့ခေါ်တဲ့ပြတိုက်တစ်ခုပါ။အဲ့ဒီပြတိုက်ကိုတော့2008ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီးတော့ပြတိုက်ရဲ့အပြင်ဘက်ဒီဇိုင်းကိုတော့လူတစ်ယောက်ထိုင်နေတဲ့ပုံစံပြုလုပ်ထားပြီးတော့ပြတိုက်ရဲ့အထဲမှာတော့ရေပြားအောက်မှာရှိတဲ့ကိုတွင်းအင်္ဂါအစိတ်အပိုင်းတွေကိုပြသထားတာပါ။ ပြတ်လိုက်တဲ့မှာဒူးကောင်းကစပြီးတော့သွားနဲ့ခတ်တွင်အစာအိမ်အဆုတ်ကြောက်ကနှလုံးနဲ့အုံနှောက်အထိကိုတွင်းကအစိပ်ပိုင်းတွေရဲ့ပြခန့်တွေ 3D ဖန်တီးမှုတွေအပြင်တကက်ခန္ဓာကိုယ်ရဲ့ရောက်သွားအောင်ခန်းစားရအောင်လို့ကိုတွင်းအင်္ဂါတွေအသံစနစ်တွေကိုပါထည့်သွင်းနေတာမို့လို့ပြခန့်အလိုက်ကိုအသက်ရှူတဲ့နေနဲ့နှလုံးခုန်တဲ့နေကိုပါကြားနေရမှာပါ ။ပြီးတော့အစားအစာတွေကဥလန်းကြောင်တခြားဘလို့ဖြတ်တန်းသွားတယ်လဲဆိုတာတွေအစာချစ်စနစ်ဘလို့အလုပ်လုပ်တယ်လဲဆိုတာတွေအပြင်လေဘင်းကအတန်ကျိုးတွေဘလို့အလုပ်လုပ်တယ်လဲအတန်ဘလို့ထုတ်တယ်လဲဆိုတာတွေကိုပါလေ့လာလို့ရနိုင်ပါတယ်။နောက်ပြီးတော့ heart rate လို့ခေါ်တဲ့ရုပ်ရှင်တစ်ခုလည်းရှိပါသေးတယ်။အဲ့ဒီမှာတော့သွေးနီဥကသွေးထဲမှာဘလို့စီးဆင်းတယ်လဲဆိုတာတွေနှလုံးကနေပြီးတော့သွေးကိုဘလို့ထုတ်တယ်လဲဆိုတာတွေကိုပါ fight ဒီနဲ့ကြည့်လို့ရပါတယ်။ ်ပြတိုင်းမှာရှောက်လဲပြီးသွားရင်တော့နှလုံးခုန်လုံးဆန်းတာအကြအာယုံလည်းပဲဆန်းတာနဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူးသူဒဆစ်ဆေးရတွေကိုပါအပျော်လို့လို့ရတာမို့လို့ Netherlands ကိုခီးထွက်ဖြစ်ခဲ့ရင် Copex Museum ကိုလည်းပြောင်းလဲဖို့မမေ့ပါနဲ့နော်ဒီလိုမျိုးဘူးသူဒရဆရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့လို့ Video News ကို Like and Follow လုပ်ပေးသွားပါအောင်ရှင်